မင်္ဂလာပါရှင်။2014ခုနှစ်မတ်လ13ရက်ကြာသပတေးနေ့ညပိုင်းလွတ်လပ်တဲ့အာရှအသံ RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါ။ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲနဲ့9:00နာရီတင်ဆက်သွားမှာပါ။ဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနက်9:00နာရီခွဲမှာတစ်ချိန်၊နေ့လယ်2:00နာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းကိုလည်းသိပေးရပါတယ်။ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုအခုစပြီးတင်ပြပေးပါမယ်ရှင်။ 2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရမှာရာနှုံးပြည့်မပြင်ဆင်နိုင်ဘူးဆိုရင်လည်းပြင်နိုင်တဲ့အခြေအနေကစပြီးပြင်ဆင်သွားရမှာဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကဒီကနေ့ပြောကြားလိုက်ပါတယ်။အခြေခံဥပဒေပြင်ဆင်ရေးအတွက်လွှတ်တော်ကော်မတီအားဦးစားပေးဆောင်ရွက်နေတဲ့ပုံမှန်တွေထဲမှာ NLD မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်တောင်းဆိုနေတဲ့ပုံမှန်တွေမပါဝင်ဘူးဆိုပြီးသတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့သတင်းတောက်တွေကမေးရမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ပြင်နိုင်တဲ့နေရာတော့စပြင်အောင်။အားလုံး တင်လိုက်တဲ့ဟာလည်းတတော်မှပြန်ပြီးဆွေးနွေးမှာပဲ။နောက်ဆုံးတော့ပြတော်ဆုံးဖြတ်ဖွဲ့စည်းပုံပြင်ဆင်ရေးလွှတ်တော်ကော်မတီကအဆိုပြုတဲ့ဦးစားပေးအချက်တွေကိုပြည်ထောင်စုလွှတ်တော်မှပြန်လည်တင်ပြရမှာဖြစ်ပြီးဒီအချက်တွေကိုလွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးအတည်ပြုပြီးမှပြင်ဆင်ချက်အဖြစ်ပြဋ္ဌာန်းရမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံခြေကဥပဒေမှာပြင်ဆင်ပေးဖို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုနေတဲ့အချက်တွေထဲမှာပုံမှန်436ပုံမှန်59စာလုံးနဲ့တက်မတော်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ပြဋ္ဌာန်းချက်တွေပါဝင်ပါတယ်။ မြန်မာနိုင်ငံတိုင်းရင်းသားဒေသမှာလူခွင့်ရေးချိုးဖောက်မှုတွေကြကြပြန့်ပြန့်ပေါ်ပေါက်နေဆဲဖြစ်ပြီးအဖွဲ့အစည်းအားလုံးလူလူမှစစ်တပ်ရဲ့ဩဇာလွှမ်းမိုးနေဆဲဖြစ်တာကြောင့်မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာနုနယ်စအဆင့်မှသာရှိနေသေးတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးထူးကိုယ်စားလှယ်သောမတ်စကင်တာနာကြေညာချက်ထုတ်ပြန်ပြောဆိုပါရတယ်။မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုရှိအောင်ဆောင်ရွက်ရအောင်မှဖြစ်ပြီး မတရားလုပ်နေသူတွေပြည်ထံကကင်းလွတ်နေတာတွေရခိုင်ပြည်နယ်မှာစနစ်တကျခွဲခြားဆက်ဆံနေတာတွေအပေါ်သက်ဆိုင်ရာအာဏာပိုင်တွေကအရေးမယူဘဲလက်ပိုက်ကြည့်နေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတရက်လုံးထိခိုက်ပျက်စီးသွားနိုင်ပါတယ်လို့လည်းကြေညာချက်မှာဖော်ပြပါတယ်မြန်မာနိုင်ငံမှာ2017ခုနှစ်ကစပြီးရုတ်တရက်ပေါ်ပေါက်လာခဲ့တဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ကြိုးဆိုတာနဲ့အတူတစ်ချိန်တည်းမှာအတိတ်ကအမှားတွေအပေါ်မှာအာရုံပြုဖို့လဲမစ္စတာကင်တာနာအလေးပေးပြောဆိုပါရတယ်။ ဒါပြင်တိုင်းရင်းသားတွေအဖွဲ့တွေနဲ့အပြည့်ရဖို့နိုင်ငံရေးအရသဘောတူညီချက်တွေရရှိဖို့အရေးကြီးတဲ့အကြောင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာတဲ့အထိတိုးတက်မှုတွေရရှိဖို့အတွက်တိကျရှင်းလင်းတဲ့အချိန်စရာရေးဆွဲဖို့လဲမစ္စတာကင်တနာတိုက်တွန်းလိုက်ပါတယ်မစ္စတာကင်တနာရဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်တာဝန်ဟာလာမယ့်မေလမှာကုံဆုံးမှာဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံအမျိုးသားလူခွင့်ရေးကော်မရှင်ဖွဲ့စည်းပြီးတဲ့နှစ်နှစ်ခွဲကာလအတွင်းကော်မရှင်ကိုပေးပို့တဲ့တိုင်တန်းစာတွေထဲမှာမြေယာအငင်းပွားမှုနဲ့ပတ်သက်တဲ့တိုင်စာတွေအများဆုံးပါဝင်တယ်လို့ကော်မရှင်အတွင်းရေးမှူးဦးစစ်မြိုင်ကပြောပါတယ်။ဒီကနေ့ပြည်တော်စုလွတ်တော်ကိုတက်ရောက်ခဲ့တဲ့ဦးစစ်မြိုင်ကလွှတ်တော်အပြီးသတင်းတောက်တွေရဲ့မေးမြန်းချက်တွေကိုအခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်။ Socialist ခေတ်လောက်ကလေးကဖြစ်စဉ်တွေဒီအောင်လာတိုင်းမှာအထူးသဖြင့်တော့ကျွန်တော်တို့ဒီတမရော့ဆိုတာလက်ထက်က ခြေစင်နေရတော့ပုံများပါတယ်ဒါတွေကတော့ကျွန်တော်တို့လက်လမ်းမိတလောက်ပဲဆောင်ရွက်နိုင်တဲ့နေသားရှိပါတယ်လွတ်တော်ကဒီနေရာမြေစွန်းရေးဖွဲ့ရတော့ပို့ပြီးတော့စီရီယာကိုဆောင်ရွက်နိုင်တဲ့နေသားကြာပြင်းကော်မရှင်ကိုရောက်ရှိလာတဲ့တိုင်ကြားစာတွေနဲ့ပတ်သက်ပြီးတက်ဆိုင်ရအစိုးရဌာနတွေအနေနဲ့မြင်မြန်ဆန်ဆန်ဖြေရှင်းနိုင်မှုလိုအပ်နေသေးတယ်လို့လည်းဦးစစ်မြိုင်းကပြောပါတယ်အဖွဲ့ဝင်15ဦးပါဝင်တဲ့မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ကိုပြီးခဲ့တဲ့2021ခုနှစ်စက်တင်ဘာ9ရက်နေ့ကဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လာမယ့်2015ရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်မဲပေးပုံစတဲ့ရွေးကောက်ပွဲဆိုင်ရာပညာပေးလုပ်ငန်းတွေမှာအရက်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အင်အားကိုရယူနိုင်ဖို့အတွက်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်နဲ့အရက်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေရန်ကုန်မြို့မိခါဆာဟိုတယ်မှာဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတေခေါင်းဆောင်နဲ့ကော်မရှင်အဖွဲ့ဝင်တွေဟာ ဒီနေ့ရက်ဖက်လူမှုအဖွဲ့အစည်း52ဖွဲ့ကကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာပါဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ကလာမယ့်2025ယူကောက်ပွဲမှာနိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်ပင်မဲမဖြစ်အောင်ပညာပေးဆောင်ရွက်ဖို့အပြင်သက်ဆိုင်ရာမဲဆန္ဒနယ်လိုက်တိုင်းပြည်အတွက်အရေးချင်းရှိတဲ့ကိုယ်စားလှယ်တွေရွေးချယ်ပေးနိုင်ရေးအတွက်ရည်ရွယ်တာလို့သိရပါတယ်ပြည်တော်စုယူကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကလာမယ့်2025ယူကောက်ပွဲမှာလွတ်လပ်တရားမျှတတဲ့ယူကောက်ပွဲဖြစ်ရေးရက်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့အကြံပြုချက်တွေကိုရယူပြီး 上次来，你上次去。 မာဗျူအစီမံကိန်းတစ်ခုရေးဆွဲထားတယ်လို့အခုလိုပြောပါတယ်မာဗျူအစီမံကိန်းဆိုခုနကမမပြောခဲ့လေပြီးခဲ့တဲ့တွေ့ကြုံတွေယူတယ်ဒီဘက်နိုင်ငံနဲ့တွေ့ကြုံတွေယူတယ်ဒီဘက်မှာကြည့်ပြီးတော့2015ကြာလို့ရှိရင်ဟာခွဲမရှိအောင်ဒါဒါလုပ်မယ်တကယ်ရေးတဲ့စီမံစီမံကိန်းက2014 2018ငါနေ့စီမံကိန်း2014မှာရေးခဲ့ရေးရေးထားပြီးတော့2015မှာရေးခုနေ့လုပ်ပါမယ်ရေးကောက်ပွဲလုပ်ပါမယ်2018ဆွဲထားတာအဲရေးကောက်ပွဲမှာပြန်သုံးသပ်ပြီးတော့နောက်ရေးကောက်ပွဲ ီမဖြစ်အောင်ထပ်ပြီးတော့စီမံကိန်းတွေချထားတယ်လို့ရေးဆွဲတာ။အဲ့ဒီစီမံကိန်းရဲ့အခန်းစနစ်ခန်းမှာဥပဒေရေးရမူပေါင်းကော်မရှင်ဖွဲ့စည်းပုံပြည်သူ့နဲ့မေဆနာရှင်ပညာပေးရေးရွက်ောက်ပွဲဆိုင်ရာအငင်းပွားမှုဖြစ်ရှင်ရေးစတဲ့အချက်တွေပါဝင်ပါတယ်။ဒီနေ့ဆွေးနွေးပွဲကို88မျိုးဆက်ငင်းချိုင်းနဲ့ပွင့်လင်းလူဖွဲ့စည်းမြန်မာ Network for Free Election လောကလင်းရှင်းနေမြကွင်းရဲ့စတဲ့အချက်ဖက်လူမှုဖွဲ့စည်း52ဖွဲ့ကကုစလေတွေတက်ရောက်တာကိုတွေ့ရပါတယ်။ 88မျိုးဆက်ငင်းချိုင်းရဲ့ပွန်လင်းလူဖွဲ့စည်းခေါင်းဆောင်ကိုကိုကြီးကရှက်ဖက်လူမှုဖွဲ့စည်းတွေဟာသူတို့ရွေးချယ်ထားတဲ့ရွက်ကော့ပွဲနယ်မြေတွေမှာရွက်ကော့ပွဲစောင့်ကြည့်လစ်လာရေးလုပ်ငန်းတွေကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေးအရေးကြီးကြောင်းပြောပါတယ်။ တကယ်ဒီဒေတာမှာကိုအစိုးပြုထားတယ်လို့တကယ်လုံနိုင်မလို့လို့တယ်မဟုတ်ရင်တခါကျတော့ဒေတာတစ်ခုတည်းမှာအဖွဲ့အစည်းတွေထပ်နေတယ်တချို့လက်လမ်းမမီတဲ့နေရာကျတော့ဘယ်သူမှမရောက်ဘူးဆိုတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့တကယ်တော့တနိုင်ငံလုံးအတိုင်းအတာနဲ့ဒီလိုမြေပုံပေါ့အခုထွက်လာလို့ရှိရင်တော့အဲ့မြေပုံကလည်းတကယ်အလုံးလုံးတဲ့အဖွဲ့အစည်းတွေနဲ့တကယ်အလုံးလုံးနိုင်တဲ့ဒေတာတွေမှာလက်တွေ့အကောင့်တွေပေါ်ဖို့လိုတာပေါ့အဲ့ဒါဆိုရင် စောင့်ကြည့်ဒေတာကြီးကပုံပြီးပြည့်ပြည့်စုံစုံဖြစ်လာလိမ့်မယ်လို့မျှော်လင့်ရတယ်ပေါ့နော် 88မျိုးဆက်ငင်းချင်းရင်းနဲ့ပွင်လင်းလူအဖွဲ့အစည်းအနေနဲ့လဲရုက္ကပွဲလေးလာစောင့်ကြည့်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်ကိုရက်တွေချိတ်ဆက်ကမဲစင်းရင်မှန်ကန်မှုရှိမရှိလေးလာရင်းနဲ့ပြည်သူတွေကိုအသိပညာပေးရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့သိရပါဗျ။ရုက္ကပွဲလေးလာစောင့်ကြည့်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတရှိရေးအတွက်ပြည်သူတွေကိုပညာပေးသင်တန်းတွေဖွင့်လှစ်ရမှာချို့ရက်ပက်လူမှုအဖွဲ့အစည်းတွေကိုရက်ကွက်အာဏာပိုင်တွေကပိတ်ပင်တာတွေတားဆီးတာတွေလည်းရှိပါတယ်။ဒီနေ့ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုအဲ့ဒီအကြောင်းအရာတွေကိုဆွေးနွေးတင်ပြခွင့်ရခဲ့တယ်လို့ International Republican Institute ကကိုညင်ညင်မင်းကအခုလိုပြောပါတယ်။အခုဒီ share ဆိုတဲ့ကနေပြီးတော့ဒီပေါ့နော်တင်တန်းနေလို့တယ်ဒီ union နဲ့နေရာနှံ့ပေါ့နော်တင်တန်းနေလို့တဲ့ခါမှာသူတို့တွေမှာဒီရက်ကအချုပ်အမှုတွေရဲ့ဟိုခွင့်ပြုမိန်ပေါ့နော်အဲ့နဲ့ပတ်သက်လို့သူမှာခက်ခဲတွေရှိပါတယ်။အဲ့ဒီခက်ခဲတွေမှာဒီဟိုအနေနဲ့နေပြီးတော့ UC နေရာနေပြီးတော့ကိုညင်ပေးမယ်ဆိုတဲ့သတင်းကြားရတာတော့ဒါတော်တော်ဝမ်းသာစရာပါပဲ။ ူကော့ဘွယ်စောင့်ကြည့်လေ့လာရင်လုပ်ငန်းစီမံကိန်းများရင်းဆိုင်အတွက်ပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကလည်းရွေးကောက်ပွဲကော်မရှင်ရဲ့ရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာရန်ကုန်မြို့မှာတွေ့ဆုံခဲ့ကြပါတယ်ခင်ဗျာ RFA သတင်းတောက်ကိုဒီဟာထွန်းတင်ပြသွားတာပါမန္တလေးတိုင်းမတရားမြို့နယ်တငါရွာကပိုင်ဆိုင်မှုအငင်းပွားနေတဲ့လယ်မြေတွေမှာတမဝယ်မအသင်းဝင်တွေကဒီကနေ့ဆက်ရန်တရားတွေတုံးပြီးဝင်ရောက်ထုံရက်ဖို့စူးစမ်းရမှာအဲ့ဒီမြေတွေမှာပြီးခဲ့တဲ့ရက်တရက်ဘက်က ကထွန်ရက်နေတဲ့တောင်သူတွေကတားဆီးခဲ့ကြပါတယ်။တငါရွာကတောင်သူတရားနီးပါးပိုင်တဲ့လေယာမြေဧက600ကျော်ကိုလွန်ခဲ့တဲ့1986ခုနှစ်ကတည်းကတမဝယ်မဝင်ကြီးဌာနကတင်ဆက်ခဲ့တာလို့တောင်သူတွေကပြောပါတယ်။လက်ရှိရတအစိုးရတက်လာပြီးတဲ့နောက်အဲ့ဒီလေယာမြေပြဿနာကိုဖြေရှင်းမပေးသေးတဲ့အတွက်တောင်သူတွေကပြီးခဲ့တဲ့မတ်လတရနေ့ကတည်းကထုံထုံတိုက်ပွဲဆိုပြီးဝင်ရောက်ထွန်ရက်နေတာဖြစ်ပါတယ်။တငါရွာကတောင်သူတွေဝင်ရောက်ထွန်ရက်ခဲ့တဲ့လေဧက300ကျော်ရှိပြီဖြစ်ပြီး လက်အေက30ကျော်ရှိပြီဖြစ်ပြီးအဲ့ဒီလိုဝင်ရောက်ထွန်ရက်တဲ့တောင်သူတွေကဥဆောင်သူ19ဦးကိုပုံမှန်449ပိုင်နဲ့ကျူးကျော်မှုနဲ့တရားစွဲဆိုထားတယ်လို့လည်းသိရပါတယ်ရှင်။1988ခုနှစ်မတ်လ13ရက်နေ့ကရန်ကုန်စစ်မှုတပ်ကတို့ចောင်းသားလှုပ်ရှားမှုမှာကြာဆုံးခဲ့တဲ့ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကိုရည်စူးပြီးဒီကနေ့မနေ့ပိုင်းကရန်ကုန်အင်းစိန်မြို့နယ်ဂျိုကုန်းအရှိရက်ွက်ကဘျူကုန်းစာတင်တိုက်မှာတန်ဃာတော်တွေကိုစွန့်ကပ်လှူဒန်းခဲ့ပါတယ်။ ရှစ်လေးလုံးလူလူလှုပ်ရှားမှုကြီးဖြစ်ပေါ်စေခဲ့တဲ့1988ခုနှစ်မတ်လ23ရက်နေ့အဖြစ်ပျက်တွေကိုအမှန်တိုင်းဖော်ထုတ်ရေးသားကြဖို့ရည်ရွယ်ပြီးအဲ့ဒီနေ့ရက်ကပါဝင်ခဲ့တဲ့ចောင်းသားတွေပြန်စုံစည်းတဲ့ပွဲလဲဖြစ်တယ်လို့အခမ်းအနားစီစဉ်တဲ့သူတွေကပြောပါတယ်1988ခုနှစ်မတ်လကဖြစ်ပွားခဲ့တဲ့ရန်ကုန်စစ်မှုတပ်ကတို့ចောင်းသားလှုပ်ရှားမှုကိုအာဏာပိုင်တွေကအကြမ်းဖက်ဖြိုခွဲခဲ့ရမှာစစ်မှုတပ်ကတို့ပြစ်စမနှစ်ចောင်းသားကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ဟာ မတ်လ23ရက်နေ့ညမှာတနက်ကြီးထိမှန်ပြီးတည်ဆုံခဲ့တာဖြစ်ပါတယ်။ဒီနေ့ညနေပိုင်းမှာတော့တက္ကသိုလ်ကျောင်းသားလူငယ်တွေစုပေါင်းပြီးအင်းအားကံပေါင်းမှာအောက်မေ့ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်ရှင်။မတ်လ16 16ရက်နေ့တနင်္ဂနွေနေ့မှာကြာရောက်မဲ့1988ခုနှစ်တရားနီရေခင်း26နှစ်မြောက်နှစ်ပတ်လည်နေ့ကိုတီလဲအင်းအားကံပေါင်းမှာကျင်းပသွားမှာဖြစ်ပြီး အဲ့ဒီနေ့မှာမျိုးဆက်တဲ့ចောင်းသားတွေကိုចောင်းသားတမကအလံလွှဲအပ်သွားမယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်တွေကပြောပါတယ်1988ခုနှစ်မတ်လ16ရက်နေ့ကတပါတီအာဏာရှင်စနစ်ကိုကန့်ကွက်ဆန္ဒပြနေကြတဲ့ရန်ကုန်တက္ကသိုလ်နဲ့စမုတက္ကသိုလ်ចောင်းသူចောင်းသားတွေကိုကြည်လန်းတံတားဖြူအနီးမှာចံဖက်ရိုက်နှက်ဖြိုခွဲခဲ့တဲ့နေ့ကိုတံတားနီနေ့အဖြစ်သတ်မှတ်ခဲ့တာပါနောင်မျိုးဆက်တစ်တွေအနေနဲ့ရှစ်လေးလုံးလူလူလှုပ်ရှားမှုဖြစ်ပေါ်လာဖို့အတွက်အထူးကတွန်းအားပေးခဲ့တဲ့ မတ်လကျောင်းသားအရေးခင်းကိုမမေ့ကြဖို့ရည်ရွယ်ပြီးဒီနှစ်အခမ်းအနားကိုကျင်းပသွားမယ်လို့88မျိုးဆက်ကျောင်းသားခေါင်းဆောင်ဦးမင်းစေရကပြောပါတယ်။တရားနီရေးခင်းနှစ်ပတ်လည်နေ့အခမ်းအနားကိုနှစ်ဆင်ကျင်းပခဲ့ကြပြီးမြဲတရားဝင်ကျင်းပခွင့်ရတာဒီနှစ်တတိယအချိန်မြောက်ဖြစ်ပါတယ်။ဒီအခမ်းအနားကိုရန်ကုန်တက္ကသိုလ်ကျောင်းသားလှူရှာမှုမှာပါဝင်ခဲ့ကြတဲ့ကျောင်းသားဟောင်းတွေနဲ့တက္ကသိုလ်ပေါင်း20ကကျောင်းသားသမဂ္ဂတွေနိုင်ငံရေးကျင်းသားဟောင်းတွေတက်ရောက်ကြမယ်လို့လည်းသိရပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီများနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့၉နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးမှာပါရခိုင်ပြည်နယ်အတွင်းတရားဝင်အတိမတ်ပြုမတ်ပုံတင်မရှိဘဲဝင်ရောက်ကူညီနေတဲ့ NGO INGO တွေကိုရခိုင်ပြည်နယ်အစိုးရကတားဆီးပေးဖို့တိုက်တွန်းတဲ့အဆိုကိုရခိုင်ပြည်နယ်လွှတ်တော်ကဒီကနေ့အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ရခိုင်ပြည်နယ်အတွင်းကူညီမှုတွေပေးဖို့ဝင်ရောက်နေတဲ့ ိုင်ငံတကာလူမှုအဖွဲ့အစည်းတွေနဲ့အစိုးရကတရားဝင်အကူအညီပေးခွင့်အတိအမှတ်ပြုမှတ်ပုံတင်မရရှိသေးတဲ့ NGO INGO အဖွဲ့တွေဝင်ရောက်မှုကိုကာကွယ်တားဆီးပေးဖို့ရခိုင်ပြည်နယ်အစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုရခိုင်ပြည်နယ်လွတ်တော်ကမှတ်တမ်းတင်ကြောင်းဒီကနေ့အတည်ပြုဆုံးဖြတ်ခဲ့တာပါရခိုင်ပြည်နယ်စစ်တွေမြို့နယ်အမှတ်နှစ်မဲဆန္ဒနယ်ကပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဥအောင်မြကျော်က NGO INGO လူမှုအဖွဲ့အစည်းတွေရဲ့အကူအညီပေးနေတဲ့လုပ်ငန်းစဉ်တွေဟာဝင်မြတ်တဲ့လုပ်ရဖြစ်ပေမဲ့ တချို့နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေအနေနဲ့အကူအညီပေးလိုမှုတွေကိုအကြောင်းပြပြီးပြည်တွင်းရေးကိုဝင်ရောက်ဆွဖက်မှုတွေအထိရှိလာနေတဲ့အချက်ဟာမြန်မာနိုင်ငံအတွက်ရင်လေးစရာကောင်းတဲ့အချက်တစ်ခုဖြစ်တယ်လို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြတ်ကျော်ကအကြံပြုဆွေးနွေးခဲ့ပါတယ်။ NGO INGO များ၏အခင်းကဏ္ဍများသည့်နိုင်ငံတော်အရှုံးရှာအာဏာကိုရှင်းချောက်ခံရသည့်အထိဖြစ်ပေါ်လျက်ရှိသောကြောင့် NGO INGO များတွင်တရားမဝင်အဖွဲ့အစည်းများဖြစ်လျင်ပြက်ပြက်သားသားအေးအေးယူတတ်ရှိပြီး တယဝင်းအဖွဲ့အစည်းများဖြစ်လျင်လေထိုအဖွဲ့အစည်းများတင်းကျပ်စွာစောင့်ကြည့်တော်ကြရမည်ဖြစ်ပါသည်ရခိုင်ပြည်နယ်မြအူးမြို့နယ်အမှတ်1မဲဆန္ဒနယ်ကပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းလိုင်ကလည်း ညအူးမြို့နယ်အတွင်းမှာအကူအညီပေးနေတဲ့ NGO INGO အဖွဲ့အစည်းတွေရဲ့လှုပ်ဆောင်ချက်တွေဟာဒေသခံတွေအပေါ်အလေးထားလိုက်လျောမှုမရှိခဲ့တဲ့အတွက်ဒေသခံတွေကလက်ခံနိုင်ခြင်းမရှိကြဘူးလို့လည်းအခုလိုဆွေးနွေးခဲ့ပါဗျာ။ကျွန်တော်ညအူးမြို့မှာ NGO INGO နဲ့ပတ်သက်ပြီးတောင်းဆိုချက်ပို့ချက်လည်းလုပ်မှုမရှိခဲ့ပါဘူး။အရင်ပြောရင်သူတို့လိုရာပင်လေးမြန်မာမှုမရှိကြဘူးပေါ်နေနေပါတယ်။ရခိုင်ပြည်နယ်အတွင်းအကူအညီတွေပေးနေတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေအနေနဲ့မွတ်စလင်အုပ်စုဘက်ကိုအလေးထားကူညီနေတာဟာ2012ခုနှစ်ပြည်ပခန့်တွေဖြစ်ပြီးနောက်ပိုင်းပုံမိုထင်သာမြင်သာရှိလာနေတယ်လို့ပေါတော်မြို့နယ်မဲဆန္ဒနယ်ကပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဦးတက်ထွန်းအောင်ကဆိုပါတယ်။ဒီခိုင်ပြည်နယ်တို့၌ဒလမ်းများဒီခိုင်တို့ကိုအကူအညီပေးကြရတယ်။စမပိုက်တော်မတိတာတော့လေနောက်ပိုင်းတော့တောက်စင်း၌ဒလမ်းရဲ့ခိုင်ချင်းကင်းရုံးအပြည့်တွင်ပို့ရွေးတိတ်တက်လာပါ ဒီကနေ့ရခိုင်ပြည်နယ်လွှတ်တော်မှာဆွေးနွေးခဲ့တဲ့တရားဝင်အကူအညီပေးခွင့်အတိအမှတ်ပြုမှတ်ပုံတင်မရရှိသေးတဲ့ NGO INGO တွေကိုရခိုင်ပြည်နယ်အတွင်းဝင်ရောက်ခြင်းကိုတားဆီးကာကွယ်ပေးဖို့ရခိုင်ပြည်နယ်အစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုကန့်ကွက်သူမရှိတဲ့အတွေ့ရခိုင်ပြည်နယ်လွှတ်တော်ကအတိအပြုမှတ်တမ်းတင်ကြောင်းကြေညာခဲ့ပါတယ်ခင်ဗျာကိုနေမျိုးထွန်းတင်ပြသွားတာပါရှင်အလုတ်သမားရေးရအငင်းပွားမှုဖြည့်ရှင်းရေးဥပဒေတွေကအချက်တချို့ကိုပြင်ထားတဲ့ဥပဒေမူကြမ်းကိုပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့မနေ့ကသဘောတူလိုက်ပါတယ်။လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သဘောထားကို RFA ဝိုင်းတော်သူမတ်တင်းတီရီကတင်ပြထားပါတယ်ရှင်။အလို့ရှင်တဲ့အလို့သမားကြမှာဖြစ်ပွားနေတဲ့မူလဥပဒေတွေမှာပြည်တံအနေနဲ့ငွေတန်တာပေးဆောင်ရမယ်လို့ပါရှိနေတာကြောင့်အလို့ရှင်တွေဘက်ကအလွယ်တကူချိုးဖောက်နေတဲ့အတွက်အခုလိုပြင်ဆင်တဲ့မူကြမ်းမှာထောင်တန်းကိုပါထည့်သွင်းလိုက်ပါတယ်။အလို့သမားတွေလည်းပတ်သက်ပြီးတော့တကယ်လို့သူတို့ဘဝကိုထဲထဲဝင်ပြီးဖို့လို့။အခုအလို့သမားဥပဒေမှာ အရင်တော့အလုပ်ရှင်ကိုဒဏ်ငွေပဲရိုက်မယ်ထောင်နာမတတ်မှတ်တာတော့အလုပ်ရှင်တွေကအလွယ်တကူချိုးပေါက်တာပေါ့တော့အခုထောင်နာပြန်ပြင်လိုက်တာတော့ကောင်းပါတယ်အလုပ်ရှင်နဲ့ပတ်သက်ပြီးဖြစ်ဆွဲတဲ့ပြစ်ဒဏ်အပိုင်း2မျိုးထည့်သွင်းထားတယ်လို့သိရပါတယ်ခုံတမာရီအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုအလုရှင်နဲ့အလုတမာတစ်ဖက်ဖက်ကမလိုက်နိုင်ဘူးဆိုရင် ထောင်တန်တစ်နှစ်အထိဓမ္မမဟုတ်ရင်ငွေတန်သက်သိမ်းဓမ္မမဟုတ်ရင်ပြည်တန်နှစ်ရက်စလုံးကြာခံရမယ်ဆိုပြီးတော့ဖြည့်ဆွတ်ထားပါဗျ တတော်ကိုယ်စားလှယ်တချို့ကတော့အခုလိုပြစ်ဒဏ်ပေးလိုက်တဲ့အပိုင်းထက် အလို့သမားတွေရဲ့လောက်ခလာစာတိုးမြင့်ရေးဆိုတဲ့ချက်ကိုအဓိကထားပြီးဆောင်ရွက်သင့်နေဆိုတဲ့အမြင်တွေလည်းရှိကြပါတယ်။အဲတော့ဥပဒေကဟိုဒီတခုတည်းနဲ့တော့မပြည့်စုံသေးဘူးနော်။အဲဒီနောက်မှာတကယ်တမ်းဆိုရင်တော့ဒီလောက်သမားအနေဆုံးလောက်ခလာစာကလည်းအဓိကကြားတယ်ပေါ့။အဲပြဿနာကဟိုဖြည့်ရှင်းတယ်ဆိုတာကဥမာလောက်သမားကိုအေးအေးယူမယ်လုပ်ငန်းရှင်ကိုအေးအေးယူမယ်ဆိုတဲ့အနေထား ပုံစံမျိုးနဲ့ပဲဥပဒေကလုပ်ထားတာတွေ့ရတယ်ပေါ့နော်တကယ်တော့အလို့သမားတွေကပြဿနာတွေဘာကြောင့်ဖြစ်ပေါ်ကြသလဲပြဿနာဖြစ်သွားလိုက်ဆန္ဒတွေပြလိုက်ပြန်ခံညှိနှိုင်းလို့ပြီးသွားလိုက်အဲ့တော့အဲ့လိုဖြစ်နေကြတာကသူတို့ရဲ့မပြေလည်တဲ့ဘဝတွေဘာလဲဆိုရင်လုခလာစာပေါ်မှာဖြစ်နေတယ်အဲ့ဒီလုခလာစာရဲ့အခြားအခွင့်အရေးလို့သမားတွေရဲ့အခွင့်အရေးကိုသူတို့တွေရဲ့လူမှုဖလှယ်အခွင့်အရေးတွေအများကြီးရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှပြဋ္ဌာန်းထားတဲ့အတိုင်း မဆောင်ရဘူးလုပ်ငန်းရှင်တွေကလည်းမဆောင်ရဘူးခွင့်ရေးတွေလို့မားတွေကမရဘူးအဲ့ဒီအတွက်ဒါဒီပြိပခါသွားဖြစ်နေကြတာအလုရှင်နဲ့အလုသမားဆိုတာဟာပြိုင်ဘက်ရံဘက်မဟုတ်ကြဘဲနဲ့အကျိုးတူလုပ်နေကြတဲ့အတွက်ပြည်လည်းမှုမရှိဘူးဆိုရင်နှစ်ဖက်စလုံးတင်တာမကတိုင်းပြည်အတွက်လည်းမကောင်းဘူးလို့မြင်ကြတဲ့လွှတ်တော်ကိုယ်စားလှယ်တွေလည်းရှိပါတယ်အလုရှင်နဲ့အလုသမားကိုင်းကျုံးမိကျုံးကိုင်းမိပဲနော်နှစ်ယောက်စလုံးအကျိုးရှိမှလည်းဖြစ်တယ်ဒါကြောင့်အလုသမားတွေကလည်းမနစ်နာစေချင်ဘူး အလုရှင်နေဘက်ကလည်းတော့မဖြစ်နိုင်တဲ့ဥစ္စာသူပြေးလို့မရဘူးအရှုံးခံပြီးပြေးလို့မရနိုင်ဘူး။ဒါကြောင့်ဒီဥစ္စာတွေအငင်းပွားမှုဖြစ်လာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့နီလန်းတရဖြည့်ရှင်းနိုင်အောင်ဆိုတာဥပဒေဆိုတာလိုတယ်။အဲကြောင့်ဒီဥပဒေလိုတဲ့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းမယ်။နော်ဥပဒေကိုပြဋ္ဌာန်းပြီးလို့ရှိရင်ဥပဒေကတော့ဒီဖြစ်လာမှာပေါ့။ဒီဖြစ်လာပြီးရင်လိုက်နာဖို့လိုတယ်။နော်လိုက်နာဖို့လိုတဲ့အချိန်ကျတော့မလိုက်နာဘူးဆိုရင်မလုပ်မလဲဆိုတဲ့ဥစ္စာလည်းဥပဒေထဲမှာပါတာပေါ့။နော်အဲကြောင့်အလုရှင်ကမလိုက်နိုင်ရင်မလုပ်မလဲအလုကမကမလိုက်နိုင်ရင်မလုပ်မလဲပေါ့။နော် တကယ်တော့ကျွန်တော်အမြင်ပြောရမယ်ဆိုရင်အလုပ်ရှင်နဲ့လုံမှပြဿနာဖြစ်လို့နှစ်ယောက်စလုံးမပြေဘူးလည်းဖြစ်မယ်ဆိုလို့ရှင်တကယ်လို့များဒီလုပ်ငန်းကြီးရဆိုင်သွားမယ်ဆိုရင်အလုပ်ရှင်လည်းမကောင်းလုံမှလည်းမကောင်းနိုင်ငံအတွက်လည်းမကောင်းလို့ပဲဒါကျွန်တော်ပြောချင်ပါတယ်ခုတင်သွင်းလိုက်တဲ့ဥပဒေမူချမ်းအရာအလုသမားတွေရဲ့တောင်းဆိုချက်တွေကိုအလုရှင်တွေဘက်ကမပြတ်မကွက်ညှိနှိုင်းဖြေရှင်းပေးရမှာဖြစ်ပါတယ်။အဲ့ဒီပြဿနာကိုနောက်ဆုံးအဆင့်မပြေလည်ဘူးဆိုမှသာခုံသမားရီကောင်စီနဲ့ခုံသမားရီအဖွဲ့တို့ကနှစ်ဖက်ကြားနာမှာဖြစ်ပြီးတော့ဆုံးဖြတ်ချက်ချပေးကြမှာဖြစ်ပါတယ်။ ဒီလိုကြားနာနေတဲ့ကာလမှာအလုရှင်ဘက်ကအလုသမားတွေကိုအလုထုတ်ခွင့်မရှိသလိုအလုသမားတွေဘက်ကလည်းတပိတ်မှောက်တာတွေမလုပ်ဖဲနဲ့ဆက်ပြီးတော့အလုလုကြရမှာဖြစ်ပါတယ်ရှင်။ RFA ရမြင့်တန်ကြားအစီအစဉ်တွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။ 1988ခုနှစ်မတ်လ13ရက်နေ့ကရန်ကုန်စစ်မှုတပ်ကတို့ចောင်းသားလှုပ်ရှားမှုအတွင်းမဆလစစ်ဆိုရရဲ့ចမ်းဖက်ပစ်ခတ်မှုကြောင့်ကြဆုံးခဲ့တဲ့ ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကိုရည်စူးပြီးရန်ကုန်မြို့မှာဒီကနေ့ခန်းနာတွေကျင်းပခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်စိုးဝင်းကတင်ပြထားပါတယ်ရှင်။ဒီနေ့မတ်လ13ရက်နေ့ဟာရန်ကုန်စစ်မှုတပ်ကတို့ចောင်းသားကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကြဆုံးခဲ့တဲ့26နှစ်ပြည့်ဖြစ်တာကြောင့်ဒီနေ့မနေ့ပိုင်းကရန်ကုန်မြို့အင်းစိန်မြို့နယ်အရှိချိုကုန်းရပ်ကွက်က ဗျူကုန်းစာတင်တိုင်းမှာတန်ကာတော်တွေကိုစွန့်ကပ်လှူဒန်းခဲ့ပါတယ်။1988ခုနှစ်ကကိုဖုံးမော်ဟာရန်ကုန်စစ်မှုတပ်ကတော်မှာပစ္စမနှစ်ဓာတ်ဥအင်ဂျင်နီယာចောင်းသားဖြစ်ပြီးကိုဆိုးနိုင်ဟာတပ်ထုတူအင်ဂျင်နီယာပစ္စမနှစ်ចောင်းသားဖြစ်ပါတယ်။1988ခုနှစ်မတ်လ13ရက်နေ့ညကအဖြစ်ပြက်ကိုတနက်ပြစ်ခံရပြီးအသက်မသေခဲ့တဲ့အဲ့ဒီအချိန်ကစစ်မှုတပ်ကတော်ចောင်းသားတအုပ်ဖြစ်တဲ့ကိုမြင့်ဦးက RFA ကိုအခုလိုပြောပါဗျာ။ ကျောင်းသားတွေအကြောင်းမို့အဆောင်မပြန်မတက်တာလွယ်လို့ဟိုတနေ့ချိုးနေရတယ်မှာအော်ဟိပြောဆိုနေရတယ်လို့ရှိရပါတော့။ဒါပေမဲ့ပြဿနာဖြစ်နေတဲ့အချိန်မဟုတ်ဘူး။ကျွန်တော်တို့ဒီအဲ့အချိန်မှာပဲမိသားစုတွေနေစားပြီးကျွန်တော်တို့ကျောင်းသားတွေကိုရေပိုက်နဲ့စားထိုးတာ။အဲ့တော့မြေယိုဘုံတွေနဲ့ပြစ်တယ်တစ်ချိန်တည်းမှာတနက်နဲ့ပြစ်ထောက်တာပေါ့။အဲ့ဒီကျွန်တော်ဒီလိုဒါပြထိုးနေတဲ့အချိန်မှာပဲဟိုနောက်ကျောင်းကနေကြည်သားကျွန်တော်ခုနသွားတာ။ဟိုကျွန်တော်ဒီဟိုဘက်ဘက်ဒီမြင်းငွေးနဲ့မှာပေါ့နော်။ကျောင်းသားတယောက်ဟိုကားကနေပဲကြာသွားတာလေ။ဟိုအမြင်လိုက်ရတယ် ဟိုအဲ့တည်းကတော့ဘာမှမသိဘူးပေါ့ဗျာနောက်တော့မှပြန်သိရအဲ့ဒါကိုဖုံးဖို့ပေါ့ခုခုနကတော့ကန်ဆိုးရှာပါလေဟိုတော့တရမှန်ပြီးတော့ဟိုအဘိုးတို့ဒီဟိုပြန်မဆောင်ပဲကိုရောက်မလာခင်နေခုခုနကဝင်နေ၄နာရီလောက်မှဟိုရောင်စီးကိုရောက်လာတာရောက်လာပြီးတော့ရောက်ရောက်ချင်းပဲဆရာဝန်ကြီးကသူ့ operation လုပ်တာပေါ့နော်ကိုစွန်းနိုင်ကဟိုကျန်နေမှန်လဲသူနှစ်ပတ်လောက်နေခဲ့ရသေးတယ်နောက်ပိုင်းကျဒီနှစ်ပတ်ကျော်လာတဲ့နောက်ပိုင်းမှာကိုစွန်းနိုင်ကရောဂါပြန်ဖောက်လာတယ်ပြန်ပြန်ဖောက်လာပြီးတော့ဒုတိယ operation ဝင်တာပေါ့ တော့အဲဒီဘက်လောက်နေတော့တခါတတိယ operation ပြန်ဝင်ရတယ်တတိယ operation ဝင်ပြီးနှစ်ရက်လောက်ကြာမှာတော့သူဆုံးသွားတယ်ကိုဖုံးမော်ဟာတနက်ဒဏ်ရာနဲ့73ရက်နေ့ညမှာပဲညာတွင်ချင်းတည်ဆုံးခဲ့တာဖြစ်ပါတယ်ဒဏ်ရာနဲ့ဆေးုံရောက်ရှိခဲ့တဲ့ကိုမြင့်ဦးနဲ့ကိုစိုးနိုင်တို့ဟာလည်းစစ်ထောက်လိုင်းရေးတွေရဲ့စောင့်ကြည့်နေတာကိုအချိန်ပြည့်ခံနေရပြီးလာရောက်ကြည့်ရှုသူတွေအတွက်လည်းအခက်အခဲအများကြီးကြုံတွေ့ခဲ့ရတယ်လို့လူနာစောင့်ရှောက်သူဖြစ်တဲ့ မလှရီဝင်းကပြောပြပါတယ်ဒီနေ့အဲ့အချိန်ကအဖမ်းစီတအားများတော့ဒီနေ့ပြီးနောက်တစ်နေ့ဗမခံအောင်သူပဲလှည့်ပတ်ပြီးတော့ဆေးုံနဲ့ဦးညီမျိုးစုံနဲ့ဝင်ရတာပေါ့ဟိုအတူတူအဖော်နဲ့သွားလို့မရအောင်ကြောင်တခွဲကြီးပေါ့နော်အဲ့မှာကြားတဲ့ sister ကြီးရဆောင်မကြီးကအရန်သူဘယ်လိုကောင်းလဲပြေးသွားတာပေါ့နော်ဟိုအမားတို့ဆိုဝင်လို့မရအောင်လေဝင်လို့မရအောင်အပြင်မှာအဆောင်ကြက်တွေထားထားတယ်ဒါပေမဲ့သူတို့ရဲ့အကူအညီသူတို့ရဲ့ထောက်ခံမကြောင်မတို့ဝင်ပြီးတော့ဒီကြောင်သားနှစ်ယောက်ကိုပြုစုပေးလို့ရပါဘူးစိုးနိုင်ဆုံးတာပေါ့နော် ဆုံးတော့ဆုံးတော့တချို့ရဲ့ဟာ မှာအမမတ်ရရပဲအဲဆိုးနိုင်ဆုံးမှာကြောင်းသားတွေတော်များတိတယ်တိပေမဲ့အားလုံးကကြံတော့မှတချို့မဲ့ထင်လို့ကြံတော့မှတားပြီးတော့စောင့်ရတာပေါ့နော်အဲမဲ့အမားတို့ကိုဖဲခေါ်ပါဆိုတောင်းမွေကိုခေါ်သားလိုက်တယ်တောင်းမွေတင်းကြိုင်းမှာတချို့လိုက်တယ်ပေါ့နော်ထောက်လဲကြီးပေါ့နော်အဲမှာခိုမှာကြတော့အစင်းနဲ့စောင့်ရရလေကရုံဖြူနဲ့အောက်ကကချင်မစိုးဝတ်ထားတဲ့ကြောင်းသားလိုပုံစံနဲ့အများကြီးပဲအဲတောင်းမွေတင်းကြိုင်းမှာအပြည့်ပဲအဲကြတော့မှဒီအလောင်းကြည့်ရတယ်ပေါ့နော်သူမီးတချို့လိုက်တယ် 1988ခုနှစ်မတ်လ13ရက်နေ့ညဟာတက်ဆိုင်ရာတာဝန်ရှိသူတွေကလိုရာထက်ပိုပြီးပြစ်ခတ်နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ကိုတိုင်ကြုံတွေ့ခဲ့ရသူရန်ကုန်စစ်မှုတပ်ကတို့လက်စစ်စွမ်းအားအင်ဂျင်နီယာဌာနကကတိကဟောင်းဆရာဦးစိန်မောင်က ပြောပါတယ်။အရေးကြီးဖြစ်တဲ့နေရာကျွန်တော်တို့ကဒီအကြောင်းကားတွေနည်းနည်းပါးပါးလှုပ်လှုပ်ရှားရှားရှိရင်ဒီယုံကပေါ့နော်။ဆရာတွေအကုန်လုံးခေါ်ပြီးတော့ထိမ့်တဲ့ပုံတိမ့်မှုကိုခေါ်တယ်ပေါ့နော်။ရင်းနဲ့ရင်ဖြန်းနေ မြေုံမှုခွဲတယ်ပြီးရင်သနတန်ကြားရတယ်ဒါဒါကတစ်ခုနဲ့တစ်ခုက9မိနစ်9မိနစ်ဆီတော့မကွာဘူးဇက်တိုက်လုတ်တဲ့ကိစ္စတွေပဲအဲ့တော့ကျွန်တော်အိမ်ပြန်ပြေးတဲ့အခါကျတော့အဲ့တော့ကုဆိုးနိုင်အိမ်ရောက်နေပြီကျွန်တော်ရဲ့အကန်းထဲမှာပက်လက်ကလေးကျွန်တော်ကြည့်လိုက်တယ်သူ့ဒဏ်ရာကတော့ဟိုဒီဘိတ်ကနေပောက်ပြီးတော့ကြည့်ရတာအထက်မှာကြီရှိတဲ့ပုံစံမျိုးပဲအပေါက်ကတော့ကြီးရောမဟုတ်ဘူးကျွန်တော်ကားနဲ့ကျွန်တော်ကိုယ်တိုင်မောင်းပြီးထွက်တာပေါ့နော် အေးစိန်ဆေးရုံကလည်းမလုပ်လဲဆိုသူ့ကိုတခြား ambulance ကိုပြောင်းထည့်ပြီးမောင်းထွက်သွားတယ်။ရန်ကုန်ဆေးရုံကြီးသူသွားတယ်လို့ပြောတယ်။နော်။တကယ်တော့ကိုဖုံးမော်နဲ့ကိုဆိုးနိုင်တို့ထိရာဟာကျောင်းရဲ့ဝင်းအပြင်မဟုတ်ဘူးဝင်းထဲမှာဖြစ်သွားတယ်။သူတို့ကပြောတာကတော့ဆဆချင်းပြောတဲ့ဥစ္စာတော့ဘာလို့ဟိုဂျိုးအကြောင်းဂျုံကုန်းဆိုတာကျွန်တော်တို့ဒီ VPN ကိုပတ်ဝန်းကျင်လောက်မှာရှိတဲ့အမှရန်ဖြစ်တယ်လို့ပြောတာပဲလေ။ဆိုတော့တကယ်တော့အဲ့ရကျောင်းသားနဲ့အဲ့ရရန်ဖြစ်တယ်ဆိုရင်လေကျောင်းသားကအခုကျောင်းဝင်းထဲရောက်နေပြီလေဒါတော့ ကျောင်းဝင်းထဲမှာလိုက်ပြီးနှိမ်ဖို့တော့မဟုတ်တော့ဘူးထင်တယ်။ဘာလို့လဲဆိုတော့သူတို့ဆရာတွေလက်အဆောင်ခေါ်တာဆရာတွေကလည်းထိနိုင်သွားပြီးအချိန်မှာမနေ့ပိုင်းမှာကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့အတွက်အမှတ်တရဆွန်ကြွေးပြုလုပ်ခဲ့သလိုညနေပိုင်းမှာလည်းတက္ကသိုလ်ကျောင်းသားလူငယ်များစုပေါင်းပြီးရန်ကုန်မြို့အင်းရကံပေါင်းမှာကိုဖုံးမော်ကိုစိုးနိုင်ကြဆုံးခြင်း26နှစ်ပြည့်အမှတ်တရဖြစ် RF ရဲ့အစီအစဉ်တွေကိုကြည့်ရှုနေရတာပါရှင်။ American ခြေဆိုင် East West Center ကကြီးမှုကျင်းပတဲ့နိုင်ငံတကာသတင်းမီဒီယာညီလာခံကိုရန်ကုန်မြို့မှာမနေ့ကနောက်ဆုံးနေ့အဖြစ်ကျင်းပခဲ့ရမှာမြန်မာသတင်းမီဒီယာသမားတချို့နဲ့ပြန်ကြားရေးဒုတိယဝန်ကြီးဦးရထွတ်တို့ကမြန်မာနိုင်ငံသတင်းမီဒီယာရဲ့အနာဂတ်အလားအလာဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတောက်ကိုမျိုးစော်ကိုကစူးစီးတင်ပြထားပါတယ်ရှင်။ဒီနေ့ဆွေးနွေးပွဲမှာမြန်မာနိုင်ငံသတင်းမီဒီယာလောကရဲ့အားနည်းချက်တွေနဲ့အနာဂတ်အလားအလာကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း90ကျော်လောက်မြန်မာနိုင်ငံဟာအပိတ်မှောင်တိုင်းပြည်အဖြစ်နေထိုင်ခဲ့ရတာကြောင့်ဒီနေ့ပွန်လင်းလာတဲ့လူဖွဲ့စည်းမှာသတင်းမီဒီယာတွေကသတင်းတောက်တွေဟာစနစ်တကျတင်ကြားပေးထားမှုမရှိတာကြောင့်သတင်းရေးသားမှုအပိုင်းတွေမှာအားနည်းချက်တွေရှိနေသေးကြောင်းတက်ရောက်လာကြသူအများစုကဆွေးနွေးခဲ့ကြပါတယ်ဒါအပြင်တချို့ဂျာနယ်တွေနဲ့နှစ်စင်ထုတ်သတင်းစာတွေရဲ့သတင်းရေးသားမှုအယ်ဒီတာအာဘော်တွေဟာထုတ်ဝေသူအကြိုက်လိုက်ရေးရပြီးသတင်းမီဒီယာကျင့်ဝတ်နဲ့စန့်ကျင်လေသေးကြောင်းလည်းပြောကြပါဗျ။အာနှစ်ပေါင်း90လောက်ကျွန်တော်က ခွက်ထဲမှာနေရတယ်ဆိုတော့တချို့ပြန်လိုက်ပြန်လိုက်တာတော့ကျွန်တော်တို့ရဲ့ရင်းလာဆိုင်မှာရည်သေးပြောမှုတော့အင်္ဂါတူပြီးလို့ဆိုတော့ကျွန်တော်မှတ်ထားပါတယ်။ဘောနာရတူပြီးဆိုပြည်နေတယ်ဆိုတော့ဘာမှပြောကြတာကျွန်တော်တို့လည်းပြောရှိပါတယ်။လွတ်လပ်တဲ့မြေမီဒီယာရှိနေတဲ့ဒီမိုကရေစီနိုင်ငံပေါ်ကိုပြောရှိပါတယ်။ ပြန်ကြားရေးဒုတိယဝန်ကြီးဦးရထွက်ကနိုင်ငံပိုင်သတင်းမီဒီယာတွေဟာအများပြည်သူဝန်ဆောင်မှုပေးနိုင်တဲ့သတင်းမီဒီယာတွေအဖြစ်အသွင်ကူးပြောင်းတဲ့နေရာမှာအထူးကြုံတွေ့နေရတဲ့အခက်အခဲတွေလာမယ့်နှစ်အနည်းငယ်အတွင်းမှာဖြစ်လာနိုင်တဲ့မီဒီယာဈေးကွက်အခြေအနေတွေကိုအင်္ဂလိပ်ဘာသာနဲ့ဆွေးနွေးခဲ့ပါတယ်။မြန်မာမီဒီယာတွေရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးအချက်နှစ်ချက်ကိုလည်းဒုတိယဝန်ကြီးဦးရထွက်ကအင်္ဂလိပ်ဘာသာနဲ့ထောက်ပြဆွေးနွေးခဲ့ပါတယ်။ in the future of the media. The first one is media will play more and more important role in the um, our democratic transition. မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာမီဒီယာရဲ့အခန်းကဏ္ဍဟာပိုပြီးအရေးကြီးလာတဲ့နေရာကိုရောက်ရှိလာမှာပါနောက်တစ်ခုကမြန်မာမီဒီယာတွေဟာလူမှုယုံကြည်စိတ်ချရတဲ့မီဒီယာတွေဖြစ်လာဖို့ပြင်မီဒီယာတွေအနေနဲ့ကောင်းမွန်တဲ့စီးပွားရေးပုံစံတွေအတွက်ပါစဉ်းစားထားဖို့လိုအပ်ကြောင်းဒုတိယဝန်ကြီးဦးရထွတ်ကအင်္ဂလိပ်ဘာသာနဲ့ပြောခဲ့ပါတယ် ဒါအပြင်ဒုတိယဝန်ကြီးဦးရထွတ်ကပြည်ညာရေးဝန်ကြီးဌာနအနေနဲ့မီဒီယာလုံခြုံရေးအသိအမှတ်ပြုကပ်ပြားတွေကိုတချိန်လှုပ်ထားရင်တက်တန်းထပ်မံတိုးဖို့မလိုအပ်သလိုပြည်နယ်နဲ့တိုင်းအသီးသီးမှာရှိနေတဲ့မီဒီယာတွေကအသိအမှတ်ပြုကပ်ပြားတွေအစ်စ်လုံကြိုင်မယ်ဆိုရင်လည်းသက်ဆိုင်ရာပြည်နယ်နဲ့တိုင်းတွေကလည်းတဆင့်၆ထားနိုင်ဖို့ကိုပြည်ညာရေးဝန်ကြီးဌာနအနေနဲ့ပြင်ဆင်နေတယ်လို့ပြောခဲ့ပါဗျာ။ မြန်မာနိုင်ငံမှာပထမဦးဆုံးချိန်ကျင်းပခဲ့တဲ့နိုင်ငံတကာသတင်းမီဒီယာညီလာခံကိုနိုင်ငံပေါင်း30ကျော်ကသတင်းမီဒီယာသမားပေါင်း300ကျော်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာအခုဆက်လက်ပြီးကရင်တိုင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးမှာပါဇန်နဝါရီလ31ရက်နေ့အားဖပွန်ခရိုင်မှာကျင်းပတဲ့65ကြိမ်မြောက်ကရင်တွန်လရေးနေ့အခမ်းအနားမှာကရင်အမျိုးသမီးအစည်းအရုံးတွင်မူနော်ကညောဖောကိုဖရိုမန်းရှာလူငယ်ခေါင်းဆောင်စုချီးမြှင့်ခဲ့တဲ့အကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါရရှင်။ ဖဲလိုက်နွေရီထော့သစီတတော်နီနေမရှာခုနဖို့တဟိလာကပေါ်မတဟိလောဆူပုံဂရနေရနောကညောဖောဖဲတမလာကပေါ်ကညောတပဆမနီပွေထော့ခုစီရဝရဝဖဲဒီပုနုကေအန်ယူတပဟကဝကောရီမူတော်လောဖန်ဖော်ဒေးရှင်းအပပဘုံဘာဒာဆောစစ်စီဖာလေလောဟိဝဲတလာကပေါ်အီဆူနောကညောအိုလောအဲ့ဒီမှာဆလာရဲ့ဒီ chung mua lơ đi ba tên là bố ý bán hả đó là bố lơ đi ba quay nhì để xem vũ mỏ em khuyên ra lơ nhà cứ hạ bán như vậy ra lơ để ta rơ rơ hả lơ bố mũ được lơ để bảo mặt của ra đi khá thì cái bà lơ bố mũ lơ đi được khá mà mình cứ đi lơ bố mũ lơ bố đi được khá bố đi ra sao chèm quá khi mà bà ta lơ ta biết năng bảo vũ của bà đi còn nói là đi bán hả rồi và cứ sao cho lơ lơ đi thì bà cũng phải lơ bố đi cũng sao được nhanh còn nói là đi bán hả rồi và bác sĩ được bảo vệ ra bà cũng lơ bố đi được khá เดอบุคุณเรามาตัวเราก็จะดูการมาที่เราดูดอนคือพอพวกเราพัฒนามาตัวเราก็จะรอเอ่อเวลาเรียนรู้ช่วงแรกเนี่ยนะเด็กอุตส่าห์เราจีบเราทุกสัปดาห์เองนะเดอะยี่สิบกว่างเจอละพังฟอนเดชั่นนะเพื่อนักปัจจัยหลักกว่าอีกนะเด็กเรียนรู้การรู้จักว่าละพูดนะอ่าภาษาเด็กที่เรียนเรียนท้องถิ่นไทยอยู่ว่าพูดหนังอะไรเดอะโอเว နော်လောစာကတစားတယ်မဲ့ဤကိုလက်စဲ့ဒီကြပြီးတော့လာခုနကတလာပေါ်ပဲဘူးချင်နော်ဘယ်လိုနေပါအောင်ဒီလက်စဲ့တော့တက်ပါလို့ဘယ်ပေါ်တော့ရတယ်တော့နော်နော်ကညဖို့ဤမေတ္တာစရကလည်းအဖလေအကလေအတပိတ္တမတော့ဟိလောသားလည်းအပွက်ကလေးအတပိတ္တမအဝေါနော်နော်တကလောအဝဲမေတ္တာစရကလည်းအတပ်ကလေးဆွေဩတော့ဂတိပါလေပပကညမြေကလာအဝဲတမီပါလေအလတ်တိုလေပါအကအလောက်ခိပါအဝေနီ ဆောစစ်ဖာတက်ဖလာတော့ဝင်နော်ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတင်ပြဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။